မြန်မာနေဦးခရိုနီကယ်ဒီဇမလာရှယ်နေမြင်ကွင်း၅နှစ်ဒီပါကြာမှဝင်ကြီးဌာနတချို့ရှော့ချဖွဲ့စည်းတဲ့အမျိုးသားညီညွတ်ရေးအစိုးရ2021ခုနှစ်ဧပြီလ18ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ကို၅နှစ်ဒီပါကြာမှဝင်ကြီးဌာနတချို့ရှော့ချပြီးဝင်ကြီးတချို့ယာရုတာဝန်ပြောင်းလဲတာယာရုတိုးမြင့်တာနဲ့တချို့သောဝင်ကြီးတွေတာဝန်မှအနားယူတာတွေလှုံ့ဆော်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအစံကတည်းက NUG အစိုးရပြုပြင်ပြောင်းလဲရေးအစည်းအဝေးကိုဘယ်ဂျီယံနိုင်ငံဘရပ်ဆဲမြို့မှာလူကိုရိုင်းနဲ့ဗီဒီယိုကွန်ဖရင့်ပေါင်းဆက်ကဆွေးနွေးခဲ့ကြကြောင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့ပြီးနောက်၃လကျော်အကြာမှာအခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လူအများမျှော်လင့်ကြတဲ့ NUG ပြုပြင်ပြောင်းလဲရေးကအခုလိုနေရာနေငယ်ရွှေ့ပြောင်းတာအဓိကမကျတဲ့ဝင်ကြီးဌာနတချို့ကဝင်ကြီးတွေကိုတာဝန်ပြောင်းလဲမှုလုပ်တဲ့အတိုင်းအတာမျိုးပြုပြင်ပြောင်းလဲမှုမျိုးမဟုတ်ပါဘူး။ နှွေဦးတော်လှန်ရေးထောက်ခံသူလူအများကကာကွယ်ရေးဝန်ကြီးဌာနပြည်ရေးရေးလိုအုပ်ချုပ်ရေးကိုတာဝန်ယူထားတဲ့ဝန်ကြီးဌာနတို့လိုဌာနတွေကိုအခုထပ်ပိုးပြီးကျွမ်းကျင်အတွေ့အကြုံရှိသူတွေနဲ့အစားထိုးလဲလှယ်ဖို့မျှော်လင့်ခဲ့ကြပေမယ့်အခုထွက်ရှိလာတဲ့ကြေညာချက်အရာအဆိုပါဝန်ကြီးဌာနတွေကိုလဲလှယ်ခြင်းအစားထိုးခြင်းမတွေ့ရတာကြောင့်ပြုပြင်ပြောင်းလဲမှုလို့မခေါ်ဆိုနိုင်ကြောင်းသတင်းဖော်ပြမှုတွေအောက်မှာမှတ်ချက်ပြုရေးသားနေကြတာဖြစ်ပါတယ်လူအများကကာကွယ်ရေးဝန်ကြီးဌာနလိုမျိုးကို စီရေးအတွေ့အကြုံရှိတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကစီရေးကျွမ်းကျင်သူလူမျိုးကိုတာဝန်ပေးဖို့မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။လူအများရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ NUG အနေနဲ့လက်တွေမှာဘလို့အခက်အခဲတားဆီးတွေရှိနေတယ်လဲဆိုတာမသိပေမဲ့ NUG ကို တိုင်းသားလက်နက်ကိုင်အားလုံးမဟုတ်တဲ့အတိုင်းအ धिक ကြတဲ့အင်အားကောင်းတဲ့အဖွဲ့တွေနဲ့တပ်ပေါင်းစုတပ်ဖွဲ့စုစည်းပြီးယူဟာတစ်ခုတည်းအောင်မှာစီးလုံဆောင်မှုတွေကိုလုံဆောင်နိုင်ဖို့မျှော်လင့်ကြတာဖြစ်ပါတယ်။ အာနာရှင်စစ်တပ်ကိုစီရင်နီလန်းနဲ့အစုံတိုင်အောင်နိုင်ဖို့တိုက်ခိုက်ကြရမှာတဖက်ကတစုတစည်းတဲ့အမိန့်တစ်ခုတည်းအောက်ကလက်နက်ကင်တပ်ဖြစ်ပေမယ့်လူဦးတော်လန်ရေးဘတ်တော်သားလက်နက်ကင်အဖွဲ့တွေက အမိန့်တစ်ခုတည်းမဟာဗျူဟာတစ်ခုတည်းအောက်မှာရှိမနေကြတဲ့အခြေအနေကို ပြောင်းလဲဖြစ်ဖို့အတွက်တပ်ပေါင်းစုအနေထားကို ရောက်ရှိဖို့လိုအပ်တယ်လို့အဆိုပါတပ်ပေါင်းစုကိုစီရင်အတွေ့အကြုံရှိတဲ့တပ်မှုတွေကဦးဆောင်စေလိုကြတာဖြစ်ပါတယ်။ ဒါက NUG အပေါ်လူအများကမျှော်လင့်ကြတဲ့အဓိကကြတဲ့အပြောင်းလဲလှုပ်စေခြင်းနဲ့ပထမဆုံးဦးစားပေးအချက်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ PDF တက်တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာအုတ်ချုပ်ရည်နဲ့တရားဥပဒေစိုးမိုးရေးတို့ကိုအခုလက်ရှိအခြေအနေထက်ပိုပြီးတိုးတက်ကောင်းမွန်အောင်ပြည်ထောင်ဝင်ကြီးဌာနလိုမျိုးကိုလည်းအုတ်ချုပ်ပုံပြောင်းတာစနစ်ပြောင်းတာတော်ဝင်ယူသူပြောင်းလဲတာတွေကိုလူအများကမျှော်လင့်နေကြတာဖြစ်ပါတယ်။အခုထုတ်ပြန်ချက်ပေါ်ထွက်လာရမှာ လူအများက NUG ကိုပြုပြင်ပြောင်းလဲဖို့မျှော်လင့်ထားတဲ့အရာတွေကိုကြီးကြီးမားမားလှုပ်ဆောင်ပြောင်းလဲတာမတွေ့ရတဲ့အပေါ်လူမှုအနေနဲ့စိတ်ပြက်အားရောမှုတွေရှိနေကြတာလူမှုကွန်ရက်ကမှတ်ချက်တွေအမြင်တွေကိုဖတ်ကြည့်ရင် သိရှိနိုင်ပါတယ်။တော်လိုင်းကာလစစ်ပွဲတွေဆင်နွှဲနေရတဲ့ကာလမျိုးမှာစီးပွားကူတန်းရောင်းဝယ်ရေးတို့လိုလျှက်စစ်နဲ့စွန့်ရင်ဝင်ကြီးဌာနတို့လိုဝင်ကြီးဌာနတွေမလိုအပ်ဘဲဖွဲ့စည်းထားတာတွေကို NUG ကိုထောက်ခံသူတွေက ဝေဖန်ကြတာဖြစ်ပါတယ်။ စီရင်နီလန်းကိုအဓိကလမ်းစဉ်အဖြစ်မှတ်ယူထားခဲ့ရင်စစ်အောင်နိုင်ရေးကိုအဓိကထားပြီးအစိုးရအဖွဲ့ကိုဖွဲ့စည်းဖို့လူအများကမျှော်လင့်ကြတာဖြစ်ပါတယ်။စီရင်နီလန်းနဲ့အောင်နိုင်ဖို့အတွက်စီရင်အတွေ့အကြုံရှိတဲ့သူတွေကိုကာကွယ်ရေးဝင်ကြီးလိုဌာနမျိုးမှဥဆောင်သူအဖြစ်ပါဝင်စေခြင်းကြတာလူအများစုရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။တကယ်လို့စီရင်နီလန်းကအရန်နီလန်းဖြစ်ပြီးတန်တမန်ရေးနိုင်ငံတကာဖီအားနဲ့ အနာသိန်းစစ်တပ်ကိုဖိအားပေးပြီးအောင်မြင်အောင်လှုပ်ဆောင်မဲ့လမ်းစဉ်မျိုးချမှတ်ထားခဲ့တဲ့ဆိုရင်တော့နိုင်ငံတကာတန်တမန်ဆက်ဆံရေးနဲ့ပတ်သက်လို့ပုံမိုအင်အားဖြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ NUG ပြုပြင်ပြောင်းလဲရေးမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အခုထပ်ပို့ပြီးလက်တွဲလုတ်ကင်နိုင်မဲ့အစိုးရအဖွဲ့အစည်းမျိုးဖြစ်အောင်မပြောင်းလဲနိုင်ခြင်းကဘယ်အရာကအတားအဆီးဖြစ်နေတာပါလဲ။အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုနိုင်က NUG နဲ့ထိတွေ့ဆက်ဆံခြင်းမပြုဖို့ပြောဆိုထားတာကြောင့်လားရှမ်းမြောက်ဒေသ တရုတ်နိုင်ငံနဲ့ချက်မှအခြေဆိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့တရုတ်နိုင်ငံက NUG ဆိုရနဲ့ထိတွေ့ဆက်ဆံခြင်းပူးပေါင်းဆောင်ရွက်ခြင်းမလုပ်ဖို့ပြောဆိုမှုတွေရှိတာယမန်နေ့ဩဂုတ်လက UWSA အဖွဲ့ခေါင်းဆောင်နဲ့တရုတ်နိုင်ငံသူကိုယ်စားလှယ်တို့ရဲ့အစည်းအဝေးမှတ်တမ်းမှာတွေ့ရှိကြပါတယ်။အဲဒီလိုတရုတ်နိုင်ငံကဖိအားပေးနိုင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမဟုတ်တဲ့မြန်မာနိုင်ငံအနောက်ပိုင်းတောင်ပိုင်းနဲ့အရှေ့ပိုင်းကတခြားသောတိုင်းရင်းသားလက်နက်ကိုင်တွေကတရုတ်ရဲ့ဖိအားမရှိတာကြောင့် အဆိုပါဒေတာက ethnic revolutionary organization တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့အခွင့်အလမ်းရှိနေတာဖြစ်ပါတယ်။ KNU, KNPP, AACNF နဲ့ KIA တို့အဖွဲ့တွေနဲ့စည်ရေးအရာမဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ NUG ထဲမှာအဆိုပါအဖွဲ့တွေကပါဝင်နိုင်ဖို့ပူပြီးထဲထဲဝင်ဝင် ပြောဆိုစည်းရုံးက NUG ကိုပြုပြင်ဖွဲ့စည်းနိုင်ကြဖို့လူအများကမျှော်လင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။ချုပ်မီကောက်ချက်ချရရင် ်အခုဒီဇင်ဘာလ10ရက်နေ့နေ့စဉ်နဲ့ထပ်ပေါ်လာတဲ့ NUG အစိုးရပြုပြင်ပြောင်းလဲရေးအစီအစဉ်ကတည်တာတဲ့ပြုပြင်ပြောင်းလဲရေးပြန်လည်ဖွဲ့စည်းရေးလို့ဆိုရခဲ့တဲ့တာမန်အပေါ်ရန်ပြုပြင်ပြောင်းလဲမှုအစီအစဉ်တည်းရဲ့အဖြစ်သာလူအများကရှုမြင်နေကြတယ်လို့ဆိုရမှာဖြစ်ပါရဲ့ရှင်။